နေဆက်အနီးမှာမြေမြုံပိုင်းကြောင်းထိုင်းစစ်သား2ဦးတရားရအပြီးမှာထိုင်းနိုင်ငံကအိန္ဒိချင်းကမ္ဘောဒီးယားနိုင်ငံနဲ့ရရှိထားတဲ့ငင်းငင်းစာချုပ်အကောင့်ထဲပေါ်လာကိုဆိုင်ငံ့လိုက်တယ်လို့တင်းလာနေမှာကြေညာလိုက်ပါတယ်။ American သမ္မတ Donald Trump ကြီးကြပ်ချုပ်ဆိုထားတဲ့သဘောတူညီချက်မှာဇူလိုင်လအတွင်းပေါ်ပေါက်ခဲ့တဲ့နေဆက်အပြန်အလှန်ပြစ်ခတ်မှုတွေပြီးရန်လိုမှုတွေကို ထာဝရအဆုံးသတ်ဖို့ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲတွေကြောင်းအ ਨੇ ဆုံး43ဦးသေဆုံးခဲ့ရပြီးနှစ်ဖက်လုံးကအရသာ3သိန်းကျော်အိုးအိမ်ဆုံးခွာထွက်ပြေးခဲ့ကြပါတယ်။စီစာကပ်ပြည်နယ်မှာပေါက်ကွဲခဲ့တဲ့မိုင်းတံကြောင်းစစ်သားတအူးပြင်းထန်တဲ့ခြေတော်တံရရရှိခဲ့ပြီးနောက်တအူးဟာလည်းမိုင်းပေါက်ကွဲမှုပြင်းအားကြောင်းရင်ဘတ်နာကျင်တဲ့ဝေဒနာခံစားနေရတယ်လို့တော်ဝင်ထိုင်းကြီးတက်ကကြေညာချက် ထုတ်ပြန်ပြောကြားထားပါတယ်။ ထိုင်းဆိုရပြောရေးဆိုခွင့်ရှိသူစီဒီပွန်အန်ကာဆာကူဂီယက်ကပူးတွဲကြညာချက်နောက်ဆက်တွဲကိစ္စရများကိုဘန်ကောက်ကရက်စဲလိုက်မယ်လို့ပြောသွားပါတယ်။လာတချို့ကြာပြီးနောက်နှစ်ဖက်အပြစ်ရဖို့သဘောတူညီမှုအပြီးအော်တိုဘားလနှောင်းပိုင်းကကွာလာလမ်ပူမှာလက်မှတ်ရေးထိုးခဲ့တဲ့စာချုပ်ကိုရည်ညွှန်းပြောကြားတာဖြစ်ပါတယ်။သဘောတူညီချက်အကောင့်ထဲပေါ်ရေးအစိပ်ပိုင်းဖြစ်နောက်တဆင့်လုပ်ဖို့ရည်ရွယ်ထားတဲ့လုပ်ငန်းတွေထဲမှာထိုင်းနိုင်ငံကထိန်းသိမ်းထားတဲ့ကမ္ဘောဒီးယားစစ်သား၁၈ဦးလွတ်ပြေးလဲပါဝင်ပါတယ်။ ထိုင်းဝန်ကြီးချုပ်အနုတင်ချာရာဗီရကွန်ကလည်းလုံခြုံရေးဆိုင်ရာချင်းချောက်မှုတွေရောပါသွားပြီလို့ကျွန်တော်တို့ထင်ခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းရောပါမသွားသေးပါဘူးလို့သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားခဲ့ပါတယ်။ဒီဖြစ်ပျက်တွေနဲ့ဆက်လင်းလို့ကမ္ဘောဒီးယားအာဏာပိုင်တွေကတော့ချက်ချင်းသဘောထားမှတ်ချက်ပေးတာမရှိသေးပါဘူး။ဒါပေမဲ့အရင်ကလည်းနေဆက်မှာမိုင်းထောင်နေဆိုတဲ့ထိုင်းနိုင်ငံရဲ့ဆွဆွဲချက်တွေကိုညှင်းဆိုခဲ့ပူပါတယ်။လောကောမီဒီယာရဲ့ဆက်လက်ချက်တွေမှာ ို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝင်ပြည့်ချက်ကိုဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။